ဲမင်္ဂလာပါအတူတကွဆင်းရှင်နိုင်ဖို့ရွေးချယ်ထားတဲ့ကြံပိုက်လေးကိုဖတ်ရှုလိုပါတယ်38ကျင်းမြောက်သောဆလံအပိုက်ငယ်လေးထာဝရဖျား၌မွေးလျော်ခြင်းရှိလောတို့ပြုလျင် စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကိုပေးတော်မူမည်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အတ္တတော်ကိုဆင်းရှင်နိုင်ဖို့ခေါ်ဖိတ်ရှင်တယ်ဒေသနာရဲ့ခေါင်းစဉ်ကိုတော့စိတ်နှလုံးအလို ပြည့်စုံရန်ဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်ဒီကြမ်းမိတ်လေးမှာဆာလန်ဆရာကစိတ်နှလုံးအလိုပြည့်စုံရန်အထူးအကြောင်းရင်းသည်ဖျားဝင်း၌မွေးလျော်ခြင်းရှိခြင်းသာလျှင်ဖြစ်တယ်ဆိုပြီးတော့တွင်တင်ထားတာဖြစ်ပါတယ်ကျွန်ုပ်တို့ စိတ်နှလုံးအလိုမပြည့်စုံရခြင်းသည်ဖျားကိုဥစားမပေးခြင်းဖျားနေရမှာ ကိုကိုတိုင်းဝင်ရောက်လောက်ကင်ခြင်းကြောင့်ဖြစ်တယ်ဖျားကိုအထူးထားတတ်ဖို့ရန် အမိတ်ပေးတုံတင်ထားတာဖြစ်တယ်။ဖျောက်ကိုလုတ်ပိုင်ခွင့်မပေးဘဲကိုယ်အစွမ်းအစားနဲ့လှုပ်ဆောင်နေခြင်းပင်လျင်ဖျောက်ကိုအောက်မကူခြင်း၊ဖျောက်ကို ဥပက္ခပြုခြင်းသဘောတက်ရောက်နေတာ ဖြစ်တယ်။ဖျောက်သည် အရာအလုံးကိုတတ်ဆွမ်းနိုင်သောအရှင်ဖြစ်တယ်။ဖျောက်မတတ်နိုင်တာမလှုပ်နိုင်တာမရှိဘူးဆိုတာနားလည်ရတယ်။ဘယ်လောက်ပင်ကြိုးစားပြီးစူတောင်းပေမဲ့အခုအချိန်ထိဖြစ်မလား ရောက်မလာသေးခြင်းသည်ကျွန်ုပ်တို့ရဲ့အားနဲ့ကြကြောက်ဖြစ်တယ်ဆိုပြီးတော့ဝန်ခံစေခြင်းနဲ့ဖျားကိုစောတကမတက်မိစေဖို့လဲတတိပြုရမှာဖြစ်တယ်ဒါမှမဟုတ်ကျွန်ုပ်တို့ရဲ့ဖျားကြားမှာဖျားလက်မခံနိုင်တဲ့ဒုစရိုက်အပြစ်တွေကြောင့်လဲဖြစ်နိုင်တာကြောင့်ကျွန်ုပ်တို့ရဲ့လိုအပ်ချက်တွေစုကောင်းချက်တွေမပြည့်စုံသေးတာကြောင့်လဲဖြစ်နိုင်တယ်ဒါကြောင့်ကျွန်ုပ်တို့နဲ့ဖျားကြားမှာ ရှင်းလင်းမှုရှိမှသာလျှင်ကျွန်ုပ်တို့ရဲ့လူအပ်ချက်တွေပြည့်စုံလာမှာဖြစ်တယ်။ဒီကြမဲ့လေးမှာဖျားဝိနိုင်မွေးလျော်ခြင်းဆိုတာဖျားစံကားကိုနားထောင်ပြီးဖျားနဲ့အတူသွားလာအသက်ရှင်တာဖြစ်တယ်။ဒီလိုလူမျိုးတွေအရာရာမှာဖျားအတွက်ပဲအတ္တိကထားပြီးတွေးခေါ်ကြံစီလှုပ်ဆောင်တတ်တည်တာမကဖျားစံကားကိုပဲအမြဲတမ်းပြောတတ်တာကြောင့် ဖျားဘုံတော်ထင်ရှားစေတာဖြစ်တယ်။ဖျားရဲ့အမြင်သည်ဝိညာဉ်သဘောနဲ့ပြည့်ဝနေတာကြောင့်အရာရာကို တွေးတော့လှုပ်ဆောင်တဲ့အခါမှာလေဝိညာဉ်သဘောရဲ့အလေအလာကိုတွေ့မြင်ရမှာဖြစ်တယ်။ဖျားရင်ဝင်မှာမမွေ့လျော်ရင်တော့ကျွန်ုပ်တို့ရဲ့အသက်ရှင်မှုသည်လောက၌သာ မွေ့လျော်ခြင်းရှိပြီးဖျားဘုံတော်မထင်ရှားနိုင်ဘူး။အဲ့ဒီလိုလူမျိုးတည် လောကကိုပဲမျက်နှာမူထားတာကြောင့်ဖခင်ရဲ့အတန်တွေကိုလည်းကြားရမယ်လောကရဲ့အတွေးခေါ်တွေအကျင့်စရိုက်တွေနဲ့ပဲတွေးကြုံနေရတာကြောင့်ဖခင်ကိုကြောက်ခိုင်းထားတဲ့သူများဖြစ်တယ်အဲ့ဒီလိုခရိယံမျိုးတွေယနေ့အသင်းတော်ထဲမှာမြောက်များစွာရှိနေကြတာဖြစ်တယ်အချင်းချင်းမိသားရဲ့ဖွဲ့မှုကံတော်တွေမှာတောင်မှလောကီရည်ရနဲ့ပဲတွေးဆုံမိသားဖွဲ့ပြီးအသက်တာကိုကုန်လွန်စေတာဖြစ်တယ် ကျွန်ုပ်တို့ရဲ့အသက်တာမှာကောဖျားဝိမာမွေးလျော်တဲ့သူဖြစ်နေသလားဒါမှမဟုတ်လောကနဲ့မွေးလျော်တဲ့သူဖြစ်နေသလားဆိုတာမိမိအသက်တာကိုပြန်လဲစမ်းစစ်စေချင်တယ်ခေကာလအရှင်နေရကျွန်ုပ်တို့ယုံကြည်သူများသည်ဖျားဝိ၌မွေးလျော်တော်သူဖြစ်နေရမှာဖြစ်တယ်လောကကဘာကြီးသည်ဖျားစကားပြေဆုံးလာချိန်မှာပြစ်ပြက်လာမဲ့အရာတွေအလုံးသည်အကောင့်တဲ့အစိုးဘက်ကိုပဲဥတီနေတာ ဖြစ်တယ်။ဖျားနဲ့တွာလာအသက်ရှင်ပြီးဖျားဝင့်မှာမွေးလျော်တော်သူဖြစ်နိုင်ဖို့ရန်နှိုးဆော်လိုတယ်။ဒီလောကရာများသည်ကျွန်ုပ်တို့ယုံကြည်သူများကိုစိုးရိမ်တက်လာအောင်ကြောက်ရွံ့တက်လာအောင်ဖျားနဲ့ဝေးကွာသွားစေဖို့ရန်အစဉ်အမြဲရှောက်လန့်နေတယ်ဆိုတာတတိပြုဆင်ရှင်ရမှာဖြစ်တယ်။ဒီချိန်ကာလမှာလောကသားများသည်စိုးရိမ်ကြောက်လန့်ခြင်းမြောက်များစွာနဲ့ မျောလင့်ကျက်မဲ့နေကြတာဖြစ်တယ်။နောက်တစ်ချက်ကစိတ်နှလုံးအလိုပြည့်စုံရတဲ့အခွင့်ကိုပြီးတော်မူမည်ဆိုတဲ့အကြောင်းအရာလေးမှာလူတိုင်းကစိတ်နှလုံးအလိုပြည့်စုံကျင်တဲ့သူတိုင်းဖြစ်တယ်။ဒါပေမဲ့လူဒီဘာလို့စိတ်နှလုံးအလို မပြည့်စုံရတယ်လဲဆိုတဲ့အဖြစ်တည်ဖျားရှိမှ ရှိနေတာဖြစ်တယ်။အဲ့ဒီအဖြစ်တည်လူသားတိုင်းအနေနဲ့အလိုရှင်ဆုံးအတောင့်တဆုံးသောအရာဖြစ်တယ်။အဲ့ဒီ အဲ့ဒီအဖြေကိုပညာအဖြစ်ရှာဖွေလို့မရတလို့ဘယ်တော့အတွေးခေါ်ကောင်းပေမဲ့မတွေ့နိုင်ဘူးဘာသာတရားများအပြင်လဲတွန်တင်မထားဘူးဒါပေမဲ့ဖခင်ကတော့တွန်တင်နေတာဖြစ်တယ်ဖခင်သခင်ဒီလူကိုဖန်ဆင်းစားကပြီးပြည့်စုံတဲ့ဘဝဆိုတဲ့စိတ်နှလုံးအလိုပြည့်စုံစွာဖန်ဆင်းထားတာဖြစ်တယ်ဒါပေမဲ့လူဒီဖခင်စကားကို နားမထန်တာကြောင့်အပြစ်တရားဝင်ရောက်လာက လူနဲ့ဖခင် လူဒီဖျားနေတူ နေထိုင်ခွင့်မရပဲဖျားရှိကနေထွက်သွားရတာဖြစ်တယ်လူရဲ့နှလုံးသားထဲမှာဖျားမရှိတော့တာကြောင့်လူရဲ့စိတ်နှလုံးသည်ဘယ်တော့မှမစုံလင်ပဲလူအပ်ချက်တွေရှိနေခဲ့တာဖြစ်တယ်မစုံလင်ပဲလူအပ်ချက်တွေပြည့်နေနေတဲ့လူကိုဖျားသခင်သည်တပတ်တည်းမေတ္တာနဲ့ရှစ်တာကြောင့်စုံလင်တော်သူဖြစ်လာဖို့ရန်ခရစ်တော်ယေရှုဘုရားသည် လူစားတိကိုခံယူကောင်းမွေးဖွားလာခဲ့တာ ဖြစ်တယ်။လူသဏ္ဍာန်ကဲ့သို့အသက်ရှင်ပြီးအချိန်ကျတဲ့အခါမှာလောကလူသားတွေအားလုံးရဲ့အပြစ်ကိုစားကားတိုင်းပေါ်မှာအသေးခံပေးခဲ့ခြင်းအဖြစ်ထိုးတခင်ကိုယုံကြည်လက်ခံတဲ့သူတိုင်းစီစိတ်နှလုံးအလိုပြည့်စုံရတဲ့အခွင့်ကိုရရှိစေတာဖြစ်တယ်။ဒီကြမ်းမိုက်လေးမှာစိတ်နှလုံးအလိုပြည့်စုံရတဲ့အခွင့်ကိုပြတော်မူနည်းလို့ဖော်ပြထားခြင်းတည်း တေနဲ့ကျွန်တို့အတွက်ဖြစ်တယ်ဆိုတာနားလည်စေခြင်း ਨੇ ဒီကျမိုက်မှာထူးခြားတဲ့အကြောင်းအရာအကြောင်းအရာလေးသည် ပေးတော်မူမည်ဆိုတဲ့စကားလုံးလေးဖြစ်တယ်မာရိညတာမည်ဆိုတဲ့ဝဟရသည် အနာဂတ်ကိုရည်ညွှန်းနေနေတာဖြစ်တယ်ပါဇော်ကြီးလုံးချင်းတင်ဆန်ကပြီဆိုတဲ့စကားလုံးလေးသည်အတိတ်ကိုရည်ညွှန်းနေတာဖြစ်ပြီးကျွန်ုပ်တို့မခံစားလိုက်ရပဲနောက်ကျသွားခဲ့တာဖြစ်တယ် ဒါပေမဲ့ဒီမှာတော့အရှိအရှိမီသေးတာဖြစ်တယ်ကျွန်ုပ်တို့ဖျားဝိမှာမမွေးလျော်သမျှကာလပတ်လုံးအဲ့ဒီဂတိတော်ကြမ်းမိုက်သည်ကျွန်ုပ်တို့အတွက်ဖြစ်တယ်ဆိုတာဖျားရဲ့စိတ်ရှည်စွာစောင့်မြော်နေတဲ့ဂတိတော်စကားဖြစ်တယ်ဒါကြောင့်ခြေတော်မိသားစုများယခုအချိန်မနောက်ခင်အချိန်လေးမှာဖျားရဲ့ဂတိစကားပြည့်စုံနိုင်သောသူဖြစ်နိုင်ရန်ဖျားဝိမှာမွေးလျော်ခြင်းအပြင်စိတ်နှလုံးအလိုပြည့်စုံသော ်သင်နဲ့ကျွန်ုပ်ဖြစ်နိုင်ရန်ဆာလံဆရာရဲ့တုံသင်ထားတဲ့ဒီနှုတ်တော်ထက်စကားကိုဆင်ခြင်ပြီးစိတ်နှလုံးအလိုပြည့်စုံနိုင်သောသူဖြစ်နိုင်ဖို့ရန်အနည်းငယ်တိုက်တွန်းလို့ဆိုခွန်အားပေးခြင်းနဲ့အလုံးပေါ်ဖျားကောင်းကြီးပေးပါစေ။